အလုံးမန်ချက်စတာယူနိုက်တက်ပြည်သက်များအလုံးပဲမင်္ဂလာပါဆိုတော့တော့ကျွန်တော်တို့ဒီတစ်ပတ်ကံခဲ့တဲ့စပါးနဲ့ပွဲကိုတော့တူးတူးတည်ကြပြီးတော့ဒါအဖို့တန်တရတမတ်ရရှိခဲ့တယ်လို့ပြောရမှာပေါ့ဗျာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကဒါနိုင်သိမ့်တယ်နော်နိုင်ခဲ့သိမ့်တယ်ဟိုတစ်ပတ်ကစပါးအသင်းဘက်ကကြည့်ရမှာဆိုရင်စပါးအသင်းရတဲ့နိုင်ခဲ့သိမ့်တဲ့ပွဲတစ်ပွဲပါဒါပေမဲ့လည်းဒါဘောလုံးပွဲဆိုတာကတော့ဒါကြိုတင်ပြီးတော့မန်းဆလို့မရဘူးတူတင်တွက်ဆထားလို့မရဘူးဒါဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားမျိုးနှစ်သိန်းစလုံးကလည်းဒါဒီလိုမျိုးလုပ်ရကြရင်လည်းရှိတယ် ်ဘာမှဆိုဖြစ်သွားနိုင်တယ်မိနစ်နေ့ငယ်တွေမှာဘာမှဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အနေထားတွေကိုနှစ်သိန်းလုံးကဒါလောက်ရခိုင်ရည်ရှိတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မှာ Chester United အသင်းရတာတရေတမန်နဲ့ပဲကျွန်တော်တို့ပြန်လာခဲ့ရတယ်ပေါ့ဗျာဒီပွဲမှာကျွန်တော်တို့ပထမပိုင်းစောစောစီးစီး Brian Ambubu ရဲ့ဒါ20ပွဲစဉ်ပကစားရှင်32မိနစ်မှာ Brian Ambubu ရဲ့ခေါင်းတိုက်တွင်ကိုနဲ့အတူကျွန်တော်တို့ Manchester United အသင်းရပဲအသာစီးရယူပြီးတော့ ဖရာရအားလုံးအစအစရအသာစီရယူပြီးတော့ကစားနေကနေကျွန်တော်တို့ဒုတိယပိုင်းဒါဒီပွဲမှာဒုတိယပိုင်းဒီကိုအချိန်တော်တော်လေးဆွဲပြီးတော့ဗောနော်ဒါကိုမပေးပဲမပေးရဘဲနဲ့တော်လေးအချိန်ဆွဲပြီးတော့ကစားနိုင်ခဲ့တယ်လို့ပြောလို့ရမယ်ဆိုတော့ပြီးခဲ့တဲ့ဒါ Northern Forest နဲ့ပွဲစဉ်တုန်းကလို့ဒါဒုတိယပိုင်းပွဲဆစားခြင်းကိုတွေတစ်ထောင်ထောင်နဲ့ပေးရတာပုံစံမျိုးတွေကိုလည်းအကောင်းဆုံးနဲ့ပြင်ဆင်ထားတာကိုတော့တွေ့တယ်အဲ့တော့ဖြည်းဖြည်းနဲ့တော့တိုးတက်လာရေတော့ပြောရမယ်ပေါ့ဗျာ ကျွန်တော်တို့ပထမပွဲမှာကျွန်တော်တို့ဒုတိယပိုင်းပွဲဆက်စားချင်းဒါလှုပ်ခတ်ပြီးတော့နောက်တစ်ဖက်တင်ရဒရက်ဆက်ဖိအားပေးမှုတွေကိုဒါမခံနိုင်ပဲနဲ့ဒါခဏလေးအတွင်းမှာနှစ်ပိုးပေးလိုက်ရပေါ့ဗျဒီပွဲမှာကတော့ကျွန်တော်တို့ဒါဒုတိယပိုင်းကိုတော်တော်လေးထိန်းထားနိုင်ခဲ့တယ်မိနစ်60ကျော်ဟိုဘက်တင်ရမိနစ်60နဲ့4မိနစ်မှာဒါရှေ့ဘက်ကိုရသွားတယ်ပေါ့ရှေ့ဘက်ကိုရသွားတော့ကျွန်တော်တို့နောက်ထပ်ဒရက်ဆက်သူတို့ရဲ့ဖိအားပေးမှုကျွန်တော်အင်ချင်ပီပီဖိအားပေးမှုကိုဒါကိုယ်တမဆန်နေလမ်းမှာလည်းအကောင်းဆုံးလက်စွမ်းပြကာကွယ်ပြီးတော့ကျွန်တော်တို့ ပွဲကစားစဉ်80ထိပွဲကစားစဉ်80ကြော်เนาะ80ကြော်ဒီတော်တော်လေးဒါထိန်းထားနိုင်ခဲ့တဲ့အနေထားဆိုတာတော့ဒါကောင်းတဲ့ဒါအပေါင်းလက္ခဏာတစ်ခုပဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းကဒါဒီပွဲမှာဒါ Bryant Nibia Bru Ruben Amorim ရဲ့ဒါလူထုတ်ပုံတွေမှားတယ်လို့လည်းဝေဖန်နေကြတယ်ပေါ့တိုးမဲ့လည်းဒါဒီအနေထားက Nibia Ruben Amorim နေနဲ့လူထုတ်ပုံကတော့မမှားဘူးပေါ့လေ ဒီအနေထားမှာတော့ဒီလိုမျိုးထောက်ရမှာပဲမတိယကုဟွာနဲ့ဒါမခွဲရနဲ့ဒါဘက်တမင်ချက်စ်ကိုနာသွားတဲ့အချက်ပေါ့နော်ဒီချက်ကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့အသင်းကိုဒါအများကြီးတော့ effect တွေတက်ရောက်စေခဲ့တယ်အဓိကဘက်တမင်ချက်စ်ကိုနာသွားတဲ့အပိုင်းပေါ့ဒီအပိုင်းကိုမဖြစ်မနေထက်ပြောရမှာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဘက်တမင်ချက်စ်ကိုကပွဲကစားစဉ်မိနစ်60ကျော်နော်90နီးမှာကျွန်တော်တို့နာသွားတယ်ကိုတကိုရပြီတဲ့နောက်ဒုတိယကိုမရခင်ဒုတိယကိုမရခင်သူနာသွားတော့ ဒါရူဘီယံမိုရီနေနဲ့လဲဒါကစားသမား9ယောက်ထိဒါလူစားလဲပြီးသားပြီဆိုတော့နောက်ထပ်ကစားသမားထည့်ဝင်လည်းမရှိတော့ဘူးအဲဒီနေထားမှာဗရမင်ချက်စကွာမကန်နိုင်ပဲထွက်သွားတယ်တကယ်ပဲမကန်နိုင်တာလားဆိုတာတော့ဒါဒိုလီပြောရခက်တယ်ပေါ့ဗျာထမ်းပြီးတော့ထုတ်သွားတဲ့အနေထားလည်းမဟုတ်ဘူးပေါ့နော်ဒီနေထားကဒါသူ့အနေနဲ့ဒါအပိုင်ခွင့်ရနှလုံးကိုဒါဆုံးရှုံးခဲ့တဲ့နောက်ပိုင်းမှာသူ့နေနဲ့တော့ဘလူတွေစိတ်တွေပြောင်းပြီးတော့ဒါ မုံကော့ကော့တွေဖြစ်သွားတာတော့အဆင်မပြေဘူးကျွန်တော်ပထမအစောကြီးကတည်းကကျွန်တော်ပြောမိပါတယ်ဒီကစားသမားကအဲ့လိုမျိုးမုံကော့ကော့ဖြစ်နေရင်အဆင်မပြေဘူးကျော်တော့ဆန်ဒလန်နဲ့ပွဲတုံးကလို့ခြေစွမ်းမျိုးပေါ့နော်စိတ်တက်မျိုးအတွင်းနာမတွင်းနာအပထာအဲ့လိုမျိုးစိတ်တက်မျိုးပဲကျွန်တော်တို့ကလိုချင်တာသူမဲ့ဗက်တမင်ချက်စကိုအနေနဲ့ဒါပြောဖို့စောသေးတယ်ဆိုပြီးမဲ့ပေါ့လေဒီနေထားတွေဖြစ်နေတာဟုတ်ကဒါအဆင်မပြေတဲ့ကိစ္စပေါ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတာ ဗရီမင်ချက်စကူမကန်နိုင်လို့ထွက်သွားတဲ့အချိန်မှာဒါပွဲကစားရှင်မိနစ်60နီးလာပြီပေါ့60ကြော်မှနောက်ထပ်ဟိုဘက်ကနောက်ထပ်တလုံးဂိုးပေးလိုက်ရတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့နောက်တကူပေးလိုက်ရတယ်10ယောက်17ယောက်ကန်နေရတဲ့အနေအထားမှာကျွန်တော်တို့နောက်တကူထပ်ပေးလိုက်ရတယ်ပေါ့ဗျာနောက်တကူထပ်ပေးလိုက်ရတော့ကျွန်တော်တို့ Manchester United အသင်းရစတဲ့ပိုင်းဆိုင်ရာတွေဒါเนาะကစားသမားတွေရဲ့စတဲ့ပိုင်းဆိုင်ရာတကစားသမားတွေရဲ့စူးစမ်းအထောက်အမှုတွေကဒါတကယ်အမှန်ခံပါပဲနောက်ဆုံးရခဲ့တဲ့ဒါ တောင်းကန်ဘောကိုကျွန်တော်တို့ Bruno Fernandes ရဲ့ပြပမှုအကောင်းဆုံးလို့ပြောရမယ်ဒီပြပမှုကနေကျွန်တော်တို့ Matthew Delic ကเนาะအကောင်းဆုံးဒါ ground type ပိတ်သွင်းနေတာကျွန်တော်တို့တရေတမှတ်ကိုခွဲယူခဲ့တယ်ပေါ့ဗျာမဖြစ်နိုင်တဲ့နေသားတွေကိုဒါတကယ်လုံပြခဲ့တယ်ကြာ Manchester United ဆိုတာကတော့ဒါမေ့ထားလို့မရဘူး Manchester United ကဒီလူမျိုးမဖြစ်နိုင်တဲ့နေသားတွေကိုအပြည့်အောင်လုံပြတယ်အပွင့်စင်တဲ့ကိုဒါရင်သက်ရှူမွားဖွယ်ဒါပြည်သက်တွေရှူစားခံစားနေကြရတာတော့ဒါ Manchester United ဖြစ်နေတဲ့ဒါ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲတယ်မှာပဲမြင်တွေ့ရတာပါအဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရတာရှေရှေဦးဝေးပြောနေကြလည်းမရှိပါဘူးလေကျွန်တော်တို့အကောင်းဆုံးနဲ့ကြိုးစားခဲ့ကြတယ်ကစားသမားတွေအကောင်းဆုံးကလည်းအကောင်းဆုံးကြိုးစားခဲ့ကြတယ်နီပြအနေနဲ့လည်းဒါလူပီယံမိုရီအနေနဲ့လည်းဒါကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒါလူစားလေးမှုအကောင်းဆုံးကမှန်ပါတယ်သူ့ပေမဲ့ကျွန်တော်လိုချင်တာကဒါဗီတာမင်ရှက်စကိုကိုဒါနည်းနည်းလေးနောက်ကျပြီးမှထည့်ဖို့ပေါ့နော်မိနစ်80ကျော်80လောက်မှထည့်ဒါမှမဟုတ်လည်းဗီတာမင်ရှက်စကိုလုံးဝမထည့်ဘဲနဲ့ဒါ ဂျော့ရှဝါဇယ်ဇီကိုနော်ဒါနောက်ဆုံးမိနစ်လေးတွေမှာဂျော့ရှဝါဇယ်ဇီကိုဒါအဲ့လိုမျိုးထည့်တင်နေပေါ့ဗျာအဲ့တော့ကျွန်တော်အနေနဲ့ဒါလေးတော့မြင်မိတယ်ပေါ့လေတိုးရမယ်လဲတာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရဒါဝေးကွင်းမှာအကောင်းဆုံးကြိုးစားရင်းနဲ့ဒါဖြစ်နိုင်တဲ့အနေထားကနေဒီတိုင်းမှရရှိရယူခဲ့တဲ့အပေါ်မှာတော့ဒါအားရကျင်နေရမှာပေါ့ကျွန်တော်တို့ Manchester United အတင်းကဒါအရင်တော့ကနဲ့မတူညီတဲ့ပုံစံတွေနဲ့အမျိုးမျိုးသောပုံစံတွေနဲ့ဒါ Premier League မှာတော့ကြိုးစားနေတယ်ပေါ့ဗျာဒီပြ Ruben Amorim ရဲ့ United အတင်းက နာမတူညီတဲ့နိပုဇံပေါင်းများစွာနဲ့ဒါကျူးစာအထုတ်နေကြတယ်ပြောပြကျွန်တော်တို့ပရီးမီးယားလိထဲမှာဒါကတော့မနေ့ကပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်လေးကိုဒါ review လေးပြန်လုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစနစ်ဖျားကြားမှာရှင်းတာကြပါစေ